မင်္ဂလာပါရှင်။နိုဝင်ဘာလ6ရက်ကျသာရီနေ့ရဲ့ TrueData ပြည်ရင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့တောင်ကြီးမြို့လုံးကျွမဟာဗုဒ္ဓထိန်ပွဲတော်စီကားစွာကျင်းပတဲ့သတင်းဖြစ်ပါတယ်။တောင်ကြီးမြို့တဆောင်တိုင်းမြို့လုံးကျွမဟာဗုဒ္ဓထိန်ပွဲတော်ကိုနိုဝင်ဘာ3ရက်ကစီကားစွာကျင်းပကြောင်းသိရပါတယ်။အဖိတ်နေ့ဖြစ်တဲ့နိုဝင်ဘာ3ရက်မနက်ပိုင်း8:00နာရီကတောင်ကြီးမြို့မြို့လယ်ဓမ္မယုံရှိဘုကျောင်းဆန်းလမ်းမကြီးမှစတင်ထွက်ခွာခဲ့ရာ ပန်းချံမီပွိုင်းမှတဆင်အရှိမြို့ပတ်လန်တိုင်းမြားကန်သာပန်းချံတိုင်းပြန်ကွေတက်၍ဘူကြုံဆန်လမ်းမကြီးတိုင်းမြို့လယ်တပိုင်းရှိရာသို့စီတက်လှည့်လေကြပါသည်။ရှမ်းပြည်နယ်ဆိုရောက်ဖွဲ့ဝင်ဝင်းကြီးကျုံနယ်ဝင်းကြီးများမှရှေ့ဆုံးမှလမ်းလျှောက်ကမြို့လုံးချုပ်မဟာဘုံတင်ပွဲတော်ကိုဖွင့်လှစ်၍စတင်ထွက်ခွာခဲ့ကြခြင်းဖြစ်ပါသည်။အခုနှစ်တွင်ရက်ခွက်လိုက်၊ကန္နာလိုက်၊ပရိသဗေများပုံမှုများပြားလာတယ်လို့သိရပါတယ်။နှွေမာလေးရက်တွင်တော့ခြေစက်ချတရားနာခြင်းနဲ့ 9ရက်တွင်ကြောင်းများလိုက်မင်းနိုင်ပြီးသွားရောက်လူတန်းတော်မှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပြီးမှာကတော့မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ခုတ်ခိုင်နံပါခါရွာဘက်မှာလေဤကရာကြီးရေမြုပ်တဲ့တဲ့င်းဖြစ်ပါတယ်။မိုးအဆက်မပြတ်ရွာလို့ခုတ်ခိုင်မြို့နယ်နံပါခါရွာဘက်ကလေဤကရာနေကြီးရေနှင်းမြုပ်မှုဖြစ်ပွားကြောင်းသိရပါတယ်။ နံပါတ်ခါခမောပါပဲလေတော့တွေကအေက600ဝန်းကျင်ရှိပြီးချောင်းနဲ့နီးတဲ့လေကွက်တီတွေကစပါးတွေရေကြီးလို့မျောပါကုန်ပြီးတချို့လေတွေကရေနှိမြုပ်ကုန်ကကုန်းမကျတဲ့လေတွေမှလည်းစပါးရိတ်ထားကြတာကြောင့်ကောက်လိုက်မှပဲစပါးတွေအပင်ပေါက်ကုန်တယ်လို့ဆိုပါတယ်။မူစိန်မြို့နယ်တွေကဒီမရွာဘက်မှလည်းစပါးကွင်းတွေမများပေမဲ့စပါးပုံတော်လောက်ကြီးရေနှိမြုပ်သွားတယ်လို့ဆိုကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပြီးမှကတော့အင်းလေးတွင်ဆက်လက်ငားရံကမြင့်တက်လာတဲ့သတင်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလီဒေသမှာတစောင်းလိုင်းပွဲတော်ကာလအတွင်း၁၄ရံကားတွေဈေးနှုန်းမြင့်တက်နေတယ်လို့သိရပါဗျ။ဆက်လီ9ရံကားတွေဟာအရင်ကလူဦးရေလိုက်ချက်7000ကနေချက်3သိန်းကျော်အထိဈေးရှိပြီးအခုတစောင်းလိုင်းပွဲတော်ကာလမှာတော့ချက်2သိန်းကနေ3သိန်းကျော်အထိဈေးနှုန်းမြင့်တက်နေတာလို့ဆိုပါတယ်။အခုလိုဈေးနှုန်းတွေမြင့်တက်ရတာက အင်းဒီဒေတာကိုဖျားဘူးခီးသွားဧည့်သည်တွေများပြီးဆက်လီမလုံလောက်တဲ့အတွက်ခီးသည်တွေကသက်မှတ်9ရက်ငါထက်ငွေပိုပေးရကနေဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့အင်းဒီဒေတာကဆက်လီသမားတယောက်ကပြောပါတယ်။အင်းဒီဒေတာမှာပွဲတော်ရဲတွေနဲ့လာရောက်တဲ့ခီးသွားဧည့်သည်တွေများရင်ဈေးနှုန်းမြင့်တက်လေရှိပြီးပွဲတော်တွေမရှိရင်တော့ဈေးပြန်ချကပြည့်စွဲပေးနေတယ်လို့ဒေတာခန်ဆက်လီသမားတွေကပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။